ဖုန်ကြီးတစ်ပတ်ကတက္ကမတရားကိုတက်လိုက်တဲ့ကိစ္စကိုဥသင်ပြောအောင်ဆိုလို့အစကတော့ပြောချင်တဲ့ကိစ္စမရှိတာတိုးတိုးပြောရတော့မှာပေါ့သူကအမှုကနှမှုတော့တက္ကမကိုအပိုင်ကျန်တဲ့ကိစ္စတမှုရယ်ပြီးတော့မရတဲ့ခါမှာဟိုတက်လိုက်တဲ့ကိစ္စတမှုပေါ့နှမှုပေါ့ပထမတမှုကတော့သူသူလဲဟိုပုရိသင်လူရမှုလို့နားလဲပြောရသေးတယ်ဒါနားလဲပြရနော် ဘုံကြီးလှုပ်လို့မရဘူးသူကအဲ့အချင်းကြော်ပြီးတယ်လူပါတက်လိုက်တယ်ပေါ့ဘလို့မှနားလဲပေးကြမလို့လူချို့ထောင်ချဒါပဲရှိတယ်သူနော်နောက်ပိုင်းဦးတင်ဘုံကြီးတော်များကိုတရားကြည့်တဲ့အခါမှာသူတို့ကဒီဗုဒ္ဓဘာသာတွေကိုဝင်နေဆိုတာဘုံကြီးဝတ်တဲ့အခါမှာသူတို့ကသေတနာမရှိဘူးတရားမရှိဘူးပေါ့လေသာသနာကိုကြည်ညိုလို့ဝတ်တာမဟုတ်ဘူးမြတ်သက်ဖြာရဲ့သာသနာကို တူတောက်အောင်လို့ရှင်လို့ဝတ်တာမဟုတ်ဘူးလူလောကမှာဆင်းရဲလွန်းလို့အသွမ်းအစာမရှိလို့မရှာနိုင်မဖွေနိုင်လို့အချောင်းနေအချောင်းသားခြင်းလို့ဝတ်တာများတယ်နောက်ပိုင်းကိုတော့တရားကြည့်ကြည့်လားသူတို့ရဲ့ဘုံကြီးအသေးပဲဖွင့်တာဘယ်လိုဖွင့်တယ်လဲဆိုရှင်ဘုံကြီးဘွားဒီအေးအေးသေးသေးနေရရမယ်အေးအေးသေးသေးစားလို့ရမယ် ဒီလိုထင်တယ်မဟုတ်ဘူးဘုံရင်ဘွားတကယ်အိမ်အမှန်ကကြတော့သာပေတင်ခြင်းတရားဘာဝနာတိပြန်အထုတ်ခြင်းဆိုတဲ့အလုံးနှစ်ခုကလွဲလို့ကျန်တဲ့လောကိတကိုအေးအေးသင့်သင့်လုပ်လို့ရတယ်သို့တော့သာပေပရိယတိတင်ကြရမယ်တရားဘာဝနာကမ္မနာတိပြန်အထုတ်ရမှာအဲ့ဒီနှလုံးကတော့သုတ်ကမှာကျန်တဲ့တာဝန်နေရမှရေဥပ္ပံစရာမလိုဘူးကြောင်းကြစရာမလိုဘူးကိုဘုံကြီးမဲ့ဆိုလို့ရှိရင်သားပြနေရတော့ရှိမှာမဟုတ်ဘူး ခုဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဒီဘုန်းကြီးကလည်း तू ကသာသနာကိုကျင့်လို့မဟုတ်ဘူးကိုရဲ့ကျောင်းတော်ကမတော်မှာကိုကအပိုင်ကျန်တဲ့အခါကျတော့ရရင်ဒီတက္ကမောက်ရရရှိရင် तू ချမ်းသာမယ်အဲ့ဒီပေါ့ပူရတယ်အကြောင်းတိုင်းဆရာတော်တပါးကသူ့ရဲ့တိတ်ကြောင်းရဟန်းတိုင်းကမှပေါ့နော်သူ့တိုင်းကမှအရင်ကြီးကိုဒါနဲ့ခုတ်တက်ခဲ့တဲ့အမှုဖြစ်ပွားခဲ့ပါတယ် မေလာ22ရက်နေ့မှာဖြစ်ပါခဲ့တာပေါ့နော်ဒီတကာမကဆိုရင်အသက်53နှစ်ရှိပြီဖြစ်ပါတယ်ဒီเจ้าမှာဆိုရင်เจ้าနေလဲလူသားတို့လိုမျိုးဒီဆရာဟိုပါပေါ့နော် ဖုန်ချီးပေါ့နော်စီးဖို့ကားတွေအားစသူဝဲကုန်လှူတာဖြစ်ပါတယ်။တမိသားစုလုံးကလည်းကိုးွယ်တယ်။သူ့ရဲ့အမေကဆိုရင်ဒီဖုန်ချီးရဲ့မေတော်နဲ့အတူတူပေါ့နော်။အာတရားချင်းချင်မို့ဆိုပြီးအဲ့ဒီကြောင်မှာပဲနေပါတယ်။ပြီးတော့သူ့တူလေးဆိုရင်လည်းအဲ့ဒီကြောင်မှာပဲကိုရင်ဝတ်ပေးထားတာဖြစ်ပါတယ်။အဲဒီဖြစ်သွားခဲ့တဲ့နေ့မနက်ကပေါ့နော်၁၀နာရီလောက်မှာသူက ဒီမှာလာပြီးတော့တရားကျင့်ကြံနေတဲ့အမေဖြစ်တဲ့သူကမကြမ်းမလို့ဆိုပြီးတော့လိန်ခေါ်တယ်ပေါ့နော်အဲ့ဒီနေ့မှာပဲသူကအကြံစီနဲ့ဒီကိုရင်လေးတွေပေါ့နော်အเจ้าမရှိတဲ့သူတွေကိုအဲဆွန့်ခံထွက်ခိုင်းလိုက်တယ်ပြီးတော့ဒီမဲ့အမေတွေကိုလည်းပေါ့နော်သူကတင်ရန်ချော်ဆိုပြီးတခြားကိုလွှတ်လိုက်တယ်လို့အဲသိရတယ်ပေါ့နော်အဲ့လိုဖြစ်ပြီးအခါကျတော့အာဒီတခါမကိုဒီရေချိုခန်းမှာပေါ့နော် အာရမပြုခြင်းကိုစူးစားခဲ့တာပေါ့နော်အဲ့အချိန်မှာတခါမကလည်းရုံရင်းဆန်ခတ်တွေဖြစ်ပြီးတော့ထွက်ပြေးတာထွက်ပြေးတာကိုသူကအဲ့ဒီ အနာမရှိရဓာတ်နဲ့သူလိုက်တာပေါ့နော်လိုက်ပြီးရခါကျတော့ခုတ်တပ်လိုက်တာပါခုတ်တပ်ပြီးရခါကျတော့ထွက်ပြေးသွားပါတယ်ထွက်ပြေးသွားတာကို25မိုင်ဖျားမှာပြန်ပြီးတော့ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ဒါကတော့ ဟိုဒကာမဘကဆိုရင်လည်းဒါကသာသနာကိုဆောင်ရွက်တဲ့အနေနဲ့ပေါ့နော်လှူဒန်းနေတာပေါ့နော်ဒါပေမဲ့တစ်ဖက်စိတ်ကိုမသိရဘူးဆိုတော့တစ်ဖက်ကကြတော့လေဒီလှူဒန်းနိုင်တဲ့အပေါ်မှာตายာပြီးတော့ဘယ်လိုတွေရှိတာလဲပေါ့နော်ဒီလိုမျိုးတွေပဲဖြစ်သွားတာလားဆိုတော့သာသနာအတွက်လည်းမကောင်းတလို့မျိုးအဲမင်္ဂလာတွေရေလုံးချုံမှုအတွက်လည်းကြောက်ဖို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ ယုံကြည်မှုမလွန်ကဲဖို့ပေါ့နော်အဲ့ဒီအရင်လေးလဲဂရုစိုက်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တကယ်ပေါ့နော်ဒီမြန်မာမှာမဟုတ်ဘူးနိုင်ငံတကာမှာလည်းဒီလိုမျိုးတစ်ခါတလေကြာရင်အဲဒီလိုတော်ရွာတွေဘက်ကမှုငယ်နေပါရင်ဖြစ်ကြတဲ့အချိန်မှာကြည်လိုက်လို့ရှိရင်ယုံကြည်တဲ့ဘာသာရေးဆရာတွေဖုန်ကြီးတွေဒီလိုမျိုးတွေကလည်းအဲ ီလိုမျိုးတွေမဟုတ်တာတွေလောက်ကြတာရှိတယ်ပေါ့နော်အဲ့တော့ဒီမဟုတ်တာတွေလောက်တဲ့သူတွေအတွက်နဲ့ပဲဒီဟာတွေကိုပေါ့နော်တကယ်မှန်ကန်တဲ့ဆရာတော်တွေကိုမယုံကြည်ကြတော့တာမျိုးတွေတော့မဖြစ်ရဘူးဆိုပေမဲ့လည်းအကုန်လုံးကိုအွန်လိုင်းလေးနဲ့ပညာသားပါပါသတိရှိရှိကိုယ်ကိုယုံကြည်ကြဖို့လည်းလိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီဟာသတင်းလေးတစ်ခုပြပါပါမယ်အာចောင်းထိုင်ခုံးကြီးရတဲ့တိမ်ចောင်းတက္ကမကြီးကိုဓာဖြင့်ခုတ်တာ Okay. အဲ့ဒါကလွန်ခဲ့တဲ့မေလ21ရက်နေ့ကဟိုအမြဲတမ်းကားတွေရောလူတင်ကြောင်းတွေရောလူတဲ့တက္ကမ43နှစ်ပဲရှိသေးတာအဲ့ဒါကဘာမှဖြစ်သွားရလဲဆိုရန်ကုန်တိုင်းဒေသကြီးလှဲကူးမှာဖြစ်သွားတာပါလှဲကူးမှာရှိတဲ့အောင်ဖုံးပြည့်ကျောင်းမှာအမတူတူတူလေးလည်းရှိတယ်မအေးလည်းရှိတယ်အဲ့တော့တူလေးကိုဘာလုပ်လိုက်လဲအမျိုးသမီးကိုမတိန်ချင်းချင်းတဲ့အခါပတ်ထုတ်လိုက်တယ်အဲ့ဒီဖုံးကြီးကအမေအဲ့ဒီ ဟိုပေါ့နော်အသက်ခံရတဲ့အမျိုးသမီးရဲ့အမေကိုကြတော့စောင်းနေပါလိျှော်ခိုင်းနေရတယ်။အဲအဲ့ဒီအမေအိုးကြီးရဲ့ရှင်မှာပဲခုတ်တတ်တာဒါပေမဲ့အမေအိုးကြီးကိုတော့မတတ်တော့ဘူး။အဲ့ဒီဘုန်းကြီးကလည်းဒီလိုကာမဆက်ဆံခြင်းတဲ့အတွက်ကြောင့်မင်္ဂလာတောင်မှာရှိနေတဲ့အဲ့ဒီယဟန်အမအိုးတွားခေါ်လာတာကားနဲ့အမြဲတမ်းပဲခေါ်တော့လိုက်လာတာပေါ့နော်။ အဲ့မှာသူ့အမေကိုလည်းတင်ကန်းသွားလျှော်ခိုင်းနေမတူတူလေးကလည်းကိုရင်ဝင်နေတာကိုအပြင်ထွက်ခိုင်းနေနော်အတ္တမပြုကိုလုတ်တယ်အဲ့တော့တေးသွားခဲ့ကျွန်မဓာတ်ပုံလေးပြပေးမယ်အဲ့ကျွန်မတို့ကလေအာနောက်တစ်ချိန်တက်လိုက်ရပြီးပြီးသွားရင်ပြင်ရမယ်ဗျနော်ကိုကိုွယ်အမကိုကိုွယ်ပါနဲ့မလှပါနဲ့လို့မပြောပါဘူးကျွန်မတို့တွေရဲ့ mindset တွေကိုကျွန်မတို့ကပြင်ရမယ်ကျွန်မတို့ရဲ့အထက်ကလိုအပ်ချက်ကပညာရေးပါ နော်ပညာရေးမရှိရင်အနာဂတ်ရဲ့ခေါင်းဆောင်ဆိုတာလည်းဖြစ်မလာနိုင်ပါဘူးအခုကျမတို့နိုင်ငံမှာရှိတဲ့အနာဂတ်ခေါင်းဆောင်တွေရဲ့ပညာရေးကိုသူများတော့မသိဘူးကျမတို့တွေးပြီးတော့စိတ်ပူနေတယ်မတတ်တဲ့ဟာတွေမှာထူးချွန်ပြီးတော့တတ်တဲ့အရာတွေမှာမထူးချွန်ဖြစ်နေတယ်အဲ့တော့ကျမတို့ကပညာရေးအတွက်ကို အများကြီးညှုံ့နှံရလိမ့်မယ်ဖုန်းကြောင်းဆောက်မယ်စာစာကြည့်လိုက်ဆောက်ပါโอเคဖုန်းကြောင်းကိုအမတော်တော်ပြီးတော့စွန့်ကျွေးနေမယ်အစားကျွေးနော် တစ်နှစ်မှာ10ကျင်းကျွေးမယ်ဆိုတဲ့ကျင်းလောက်ကျွေးပါရပါတယ်ဒီဘက်ကကလေးတွေကိုပညာသင်ပေးပါတစ်နှစ်လောက်ထားပြီးတစ်ယောက်လောက်ကိုထားပြီးလိုက်သူ့ဘဝကြီးအတွက်ကောင်းသွားတာပေါ့โอเคကိုယ်ပြန်ပြီးတော့ပေသူ့ကိုပေးဆက်လိုက်တယ်သူတို့ရှီကနေပြန်ရဖို့တော့မမျှော်လင့်နဲ့ပေါ့ကိုယ်ဘလောက်ထိပေးဆက်ထားလဲပေါ့ကျမကတော့ပညာရေးအတွက်ပဲမြုံနှံစေချင်တယ်ကျမတို့ကတော့နောက်ပိုင်းကျမချမ်းသာလာခဲ့ရင်ဒီတက်ပူပြီးချမ်းသာလာခဲ့ရင်ဖြစ်ဖြစ် အခုအခြေအနေလဲကျမတို့ရဲ့အမျိုးတွေထဲမှာမရှိတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒါတွေအတွက်ထောက်ပံ့ဖို့ကျမလုပ်မှာပါပညာရေးအတွက်ပဲအလုံးပဲအလိုလုပ်ပေးပါလို့ဖခင်เจ้าနေဖုန်းเจ้าနေရတ်တန့်တင်ပါပြီလို့အဲ့ဒီစာစာကြည့်ကြရတော့တကယ်ကိုမှတိတ်ပန်စုလက်တိတ်ပန်ထူးချွန်အောင်လို့ သူများနိုင်ငံစာကြည့်တိုက်သူလည်းကျွန်မခေါ်သွားပေးပါမယ်6လပိုင်းကြော်တာနဲ့ကျွန်မနည်းနည်းအားပါပြီโอเคအဲ့တော့လုတ်ပေးပါမယ်နည်းအားပါပြီဆိုရင်ကျွန်မအပြင်နေထွက်ပြီးတော့စာကြည့်တိုက်တွေဘလို့ရှိလဲဆိုတော့ကျွန်မပြပေးပါမယ်အားလုံးပဲ fight တင်ပါ